မင်္ဂလာပါရှင်။စာချုပ် channel လေးကနေပြန်လည်ဆူဆူလိုက်ပါရယ်ရှင်။ဒီမှာတော့စာချုပ်ပါစေဝပညာရှင်တယောက်ပါရှင်။အဲဒီနေ့တော့ပေါ့နော်။အသက်အစီဖုံးခြင်းပေါ့နော်။ fatty liver အတွက်အဲဘယ်ဆေးတွေပေါ့နော်။ဘယ်အဲဒီတဘာဝပစ္စည်းတွေကအကျိုးရှိလဲဆိုတာအကြောင်းလေးကိုကျွန်တော်ဝေမျှပေးချင်ပါရယ်ရှင်။ ကျွန်မကတော့အရင်တော့ဆေးကန်းတစ်ခုမှချိန်ပိုင်းလုပ်ခဲ့ဘူးတယ်ပေါ့အာချိန်ပိုင်းလုပ်ခဲ့တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒီ fertility fertility liver ပေါ့နော် fertility liver ကိုကျွန်မကဘာကြောင့်စိတ်ဝင်စားသွားတာလဲဆိုတော့လေဒီအသက်အစီပုံဆေးကန်းလုပ်ခဲ့တဲ့အချိန်မှာကျွန်မနေတဲ့ဒီဆေးကောင်တာပေါ့နော်ဆေးကောင်တာနဲ့ ultrasound ရိုက်တဲ့အခန်းထဲကနီးတယ်ပေါ့နီးတဲ့အခါကျတော့ကျွန်မတကယ်လို့လူနာလဲနည်းနည်းရှင်းတယ် ultrasound ရိုက်တဲ့ အဲပေးချက်နေရာလည်းများတယ်ဆိုလို့ရှိရင်အမှကျွန်မညီမအဲ့ရညီမလေးကလည်းရှုံနေဆိုကျွန်မဆက်ဆက်ဆက်ပါတယ်လို့ဆိုတော့အဲ့အခါဆောင်ရိုက်တဲ့အခါမှာတွားပြီးတော့အဲ့အခါဆောင်ကဓာတ်မှန်ဆရာဝန်ကြီးကိုအဖြေတွေတော့ပြန်ပြေးပါတော့။ရိုက်ရိုက်ပြီးတဲ့အချိန်မှာကျွန်မဘာတွေ့လဲဆိုတော့လူတော်တော်များများပါတော့ဝါတဲ့လူတွေပေါ့နော်ဝါတဲ့လူတွေအထူးသဖြင့်ဘိုက်ဘိုက်နည်းနည်းပို့ပြီးတော့ဝါတဲ့လူတွေပါဆိုလို့ရှိရင်ဒီအသေးအစီပုံတာဟာ အဲ့လို grade 1 2 3ပေါ့နော်တခုခုနဲ့တွားညိနေတွေ့ရတယ်ပေါ့နော်အားကြောင့်မလို့အဲဒီအသက်ကြီးပိုင်းနေဝါတဲ့သူတွေမှာအာဒီ medical ဆက်ကတ်တွေပိုင်းလာလို့တယ် ultrasound ရိုက်ကြည့်ကျင်တယ်ပို့လာပြီးတော့မှအာဒီလာရိုက်တဲ့အချိန်မှာပေါ့နော်အာဒီ TV ဓာတ်မှန်လာရိုက်တဲ့အချိန်မှာတော်တော်များများဒီအသက်ဆီဖုံးနေတာတွေ့တယ်ပေါ့နော် တွေ့ရတဲ့ဆောင်အဲအဲ့ဒီအသက်ဆီဖုံးတာနဲ့ပတ်သက်တဲ့ ီးတော့ဗာလေးအမြန်ကောင်းနေဆိုပြီးတော့ကျွန်မရှာဖတ်ကြည့်နေတယ်ပေါ့နော်အဲကျွန်မဖတ်လို့ရတယ်ဒီ ဒီအကြောင်းအရာလေးကိုပြန်လည်ဝင်မြပြလိုက်တာဖြစ်ပါတယ်ရှင်။အသေးအစီဖုံးတယ်ဆိုတာအသေးရဲ့ဆဲတွေမှာအစီတွေစုတာပေါ့နော်။အဲစုပေါင်းလို့ရရဲတဲ့20ရာခိုင်နှုန်းလောက်မှာဖြစ်ပြီးတော့မှဝါတဲ့လူဆိုလို့ရှင်ပေါ့နော်။100ရာမှာ80လောက်ကအသေးအစီဖုံးနိုင်တယ်ဆိုပြီးတော့မှဒီ Doctor Welco ဆိုတဲ့ website တစ်ခုမှာကျွန်မဖတ်လိုက်ရတယ်ပေါ့နော်။အဲတော့အသေးအစီဖုံးတာမှာနှစ်ခုရှိတယ်ပေါ့။အရင်နဲ့မသက်ဆိုင်တဲ့အသေးအစီဖုံးခြင်းပေါ့နော်။ Non alcoholic fatty liver disease နဲ့ဒီအရင်တောက်လို့ပေါ့နော်။ ျက်နဲ့ဆက်နွယ်ပြီးတော့အသည်းအဆီပုံသွားတာပေါ့အဲကိုဟောလေး fatty liver disease ဆိုပြီးတော့မှာ NAFLD နဲ့ AFLD ဆိုပြီးတော့နှစ်မျိုးရှိတယ်ပေါ့နော်အသက်ဆီပေါ်မဲ့အဲဟာဘာကြောင့်ဖြစ်ရလဲဆိုတော့ဖြစ်ရတဲ့အကြောင်းရင်းတွေဟာအချို့ပါပေါ့နော်နံပါတ်၁ကကျတော့ဒီစီးကျိုဖြစ်တဲ့လူတွေပေါ့အမျိုးအစားနဲ့စီးကျိုရောဂါဟာရှိတဲ့လူတွေမှာဆိုရင်အသက်ဆီပေါ်တာကြောက်ရတယ်ပြီးတော့အဝါလွန်တဲ့သူတွေနောက်တွေးထဲမှာကိုလက်စထရောတွေညာတဲ့သူတွေပေါ့နောက် ကိုယ်လေးစိတ်ညံ့ညံ့ကြွားရဲဆိုတဲ့လူတွေမှာအဲမှာအစီကျန်ခဲ့တတ်တယ်ပေါ့နော်ပြီးတော့တချို့ဈေးတွေကလည်းအသေးအစီဖုံးတာကိုအားပေးတယ်။နောက်အသေးအောင်အတော့ကရှိလို့ရှိရင်လည်းအသေးအစီဖုံးနိုင်တယ်ဆိုပြီးတော့မှကျွန်မဖတ်မိလိုက်တယ်ပေါ့ယောဂလက္ခဏာတွေပါညာတော့ကျွန်မထားခဲ့လိုက်မယ်ပေါ့နော်။ကိုကဆေးဝါးပညာရှင်ဆိုတော့ဈေးနဲ့ပတ်သက်တာပဲအဲကျွန်မနည်းနည်း sharing လုပ်ပေးပါမယ်ရှင်။အဲအသေးအစီဖုံးတာကြောက်တဲ့အပင်ပေါ့နော်။အင်္ဂလိပ်လိုကတော့ make တက်စတယ်လို့ခေါ်တယ်ပေါ့မြန်မာလူဆိုရင်တော့ no sooner လို့မျိုးခေါ်မလားတော့မသိဘူးသူကဖိယထထားတဲ့စေလို့ရှိရပေါ့နော်အာသူရဲ့တဲ့ water beacon နေင်းကတော့တဲ့ Sullivan Maria Nan ဖြစ်ပြီးတော့တဲ့အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ Holidays Day Ladies This Day Mick This Day Saint Mary's This Day လို့လည်းခေါ်တယ်ပေါ့နော်သူတယောက်နာမည်လည်းရှိတယ်ကျမကတန်တော့မှတ်မလားတော့မသိဘူးပေါ့နော်အာ Shu Fei Ji ဆိုလားမသိဘူးခေါ်တယ်တဲ့အဲ့အပင်နာမည်နဲ့ဆေးတွေပေါ့နော်ဆေး ngọn như ngu phải <laughs> trong thà lại xì phải luôn. အမစ်သစ်တဲဆိုပြီးဘာဘာနာမည်နဲ့ထုတ်လဲတော့မသိဘူးအဲ့ဒီအပင်ပုံလေးနဲ့ပေါ့နော်အဲထုတ်ထားတဲ့ဆေးလေးရှိတယ်ပြီးတော့အဲ့ဒီအပင်ကဆိုတော့အဓိကဆိုတော့သူအဆေပေါ့နော်အဲ့တူတူရဲ့အဆေကနေပြီးတော့မှဆလီမာရင်ဆိုရဲပါဝင်ပစ္စည်းရှိတယ်ပေါ့အဲ့ဒီပါဝင်ပစ္စည်း extra လုပ်လိုက်တယ်ပေါ့ဆွဲထုတ်လိုက်ပြီးတော့မှဒါအသေးအတွက်ကိုကောက်လို့ကြောင့်မို့တုံးတယ်ပေါ့နော်အဲအသေးအဆေးတွေလည်းအများကြီးရှိပါတယ်တစိမ့်ကြောင်တော့မျိုးမျိုးပေါ့လေဆလီဘဲလို့ဆလီရင်းလို့အများကြီးပေါ့နော်ဒီပိုလီ4အများကြီးပဲအဲ့လိုအသေးအဆေးတွေမှလည်းပါမယ်ပေါ့အဲဒီကရိုက်အပင် လေးနဲ့ဆိုလို့ရှိရင်တော့ဒီ miss make this day ပေါ့နော်အဲကျွန်တော်ကကျွန်မဘာသာပြန်စီထားတာလို့လို့စုပဲပေါ့အဲ့ဒီအပေမှာအာရတဲ့အစီအရာလေဒါအသေးအစီပုံချက်အတွက်ကောင်းတယ်ပေါ့နော်နောက်တစ်ခုကကြတော့ omega 3ပေါ့နော် omega 3မှာဆိုလို့ရှိရင်သူက DHA နဲ့ EPA เนาะဒီအချိန်နဲ့ EPA ဘာတွေကြောင့်မလို့သူကအသက်အစီဖုံးနာကိုရော့စေအောင်မကအောင်ပေါ့เนาะအဲရောင်ရမ်းခြင်းလို့လည်းရော့နေစေတယ်တွေးရင်းတခြားချက်ကိုလည်းယုံနေစေတယ်ပေါ့เนาะဒါပေမဲ့ Omega 3နဲ့အတူတူတွဲမတော့ပါတဲ့စေတရာတော့ရှိတယ်ပေါ့เนาะအဲ့ဒါတွေကိုတော့သတိထားပြီးတော့တော့ဒါတောက်အောင်ပါပေါ့เนาะနောက်တစ်ခုကကျတော့ Anacidin system Anacidin system ဟာကျတော့သူက Paracetamol ကြောင့်အသက်အစိပ်ဖြစ်ပြီးတော့ပြဿနာတက်တဲ့အချိန်မှာပြီးတဲ့စေပေါ့เนาะအဲ့ Anacidin system ကကျတော့ ်ပါရာစီတမောအစိတ်ဖြေစေလို့ပြောရမယ်တဲ့အဲ့ဒီသူကအာအဲအသေးအတွက်ဖြည့်ဆွတ်စာမှလည်းသူကပါတယ်အဲတော့အသေးကင်စာမှလည်းသုံးတယ်နော်ပါရာစီတမောအစိတ်ဖြေရင်လည်းသုံးတယ်ပေါ့နော်ပါရာစီတမောကြာအဓိကအသေးကိုသွားထိတာဆိုတော့လေအဲဆိုတော့အာဒီ anesthesia system ကိုလည်းဒီအသေးစီခုံးတဲ့နေရာမှာပေးလိရှိတယ်ပေါ့အာနောက်တစ်ခုကကြာတော့လေနောက်ထပ်ပေးလို့ရတဲ့အတူကပါလဲဆိုတော့ ပူပိုင်းဥတက်ပါရှင်ပူပိုင်းဥတက်ကကြတော့သူအသက်စီဘုံတော့မပေးလို့ရတယ်ဒါပေမဲ့သူကအရင်နဲ့မဆိုင်တဲ့ဒီအသက်စီဘုံချင်းပေါ့နော်နန်းအက်ကိုဟောလေ fatty liver disease မှာဆိုလို့ရှိရင်ဒီဦးလန်းချောင်းရဲ့အနေထားကလည်းအရေးကြီးတဲ့ပြဿနာမျိုးဒီပူပိုင်းဥတက်တွေလည်းတောက်ဖို့ရပါတယ်ရှင်အာနောက်တစ်ခုပေါ့နော် vitamin E ပေါ့ vitamin E လည်းလိုပဲအရင်နဲ့မသက်ဆိုင်တဲ့အသက်စီဘုံချင်းပေါ့နော်အဲ့မှာကောက်ထူးရှိရဆိုပြီးတော့မှလေ့လာချက်တွေရှိတယ်ပေါ့နော်ဒါပေမဲ့ vitamin E ပမာဏအများကြီးရတယ်တော့ဘီရော ဆိုသူကတော့ never ရှိတာမလို့ဘောเนาะဒါအတဲအထူးဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှဗဒါမီတောက်ရဲတောက်တဲ့လဲတောက်အောင်ပဲဘောเนาะနောက်တစ်ခုကကျတော့ကိုကျူတန်းဘောเนาะအဲကိုရီဇိုင်းကျူတန်းအဲ့ကောင်မှကျတော့အဲ့ဆရာကျတော့ oxidative stress ကို ျောမဲ့တတ်တာစီပြီးတော့မှရောင်ရမ်းမှုတွေကိုတတ်တာစီတယ်လို့လေ့လာချက်တွေရှိတဲ့အတွက်ကြောင့်မို့လို့ဒီကိုကျူတန်းကိုလည်းအမ်ဒါအသေးစီဘုံနာမှာတုံးနိုင်ပါတယ်ရှင်။နောက်တစ်ခုပေါ့နော်။အိမ်ဝင်းဆွေးဝါးအနေနဲ့တုံးချက်နေဆိုလို့ရှင်တော့ကျွန်တော်တို့နံမျိုးကိုတုံးဖို့ရပါတယ်ရှင်။နံမျိုးကသူအသေးစီဘုံနာကိုကောက်ွယ်ရဲဆိုပြီးတော့မှလေ့လာချက်တွေရှိတယ်ပေါ့နော်။ကျွန်မဖတ်ကြည့်တာတော့သူနီးမျိုးမျိုးပြောထားတယ်အများကြီးပဲ။ emotionally ရတော့ဒီနည်းနည်းပေါ့နော်ဆက်နွယ်မှုကိုဟိုရင်းနဲ့ ဖြောသွားလိုက်ပေါ့အာနောက်ထပ်နီလန်းနေအများကြီးရှိတယ်ဘောနော်အဲ့နီလန်းနေအေတည်ကျလို့ရှင်းတယ်ဒါရှာဖတ်လို့ရတယ်ပေါ့အာအများကြီးပေါ့ဒီမှာဒီမှာတော့အချိန်အကြိုင်မပြောချင်ဘူးဟိုဒီနွေနွေမုံကအသေးစီဘုံနာအတွက်အာကောင်းနေဆိုတော့ပြောလိုက်တယ်ဘောနော်ကြားရည်လေးနဲ့လုံးပြီးတော့တောက်တယ်ကောင်းတယ်ဘောနော်အဲ့လိုမျိုးတွေလည်းတွေ့မိတယ်ရေးထားတာလေအာဆိုရင်ဘောနော်အာဆိုရင်ကွာအသေးစီဘုံမှာကြောက်တယ်ပေါ့အသေးစီမဖုံးခင်ဆေးလည်းမတောက်ချင်ဘူးပေါ့ကွာအာဆိုရင် ဆေးမတောက်ခင်တဲ့အသက်စီဘုံတော်ကောက်ွယ်လို့ရတဲ့နီလန်းနေရှိလားဆိုတော့ရှိပါတယ်ရှင်အဲဒီကျမကြီးနဲ့ညီမျိုးတဲစားစာတွေစားရမယ်ပေါ့နော်အဓိကကတော့တကြားကိုရှောင်ရပါမယ်ကိုကိုလေးစိန်တက်လာလို့ရှင်အသက်စီဘုံတော်ကလည်း180လောက်ဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့အဲကိုကိုလေးစိန်ကိုရှော့ချရမယ်နောက်ဒီစိန်ကမှန်မှန်လောက်ရမယ်ပေါ့နော်ဒီတွေးတွင်းတကြားဓာတ်တွေမများအောင်ကိုလက်စထရောတွေမများအောင်အများရမ်းပေါ့နော်ဒီ တွေးစစ်ပြီးတော့တွေးဖောက်ပြီးတော့စစ်ဆေးလို့ရတယ်။အဲနောက်ပြီးတော့အသေးဥတီခိုင်နိုင်တဲ့ဆေးတွေပေါ့နော်။အသေးဥတီခိုင်နိုင်တဲ့ဆေးတွေကိုတတိထားပြီးတော့တောင်းမယ်။နအရေးအကြီးဆုံးတစ်ချက်ကတော့ဗောနော်အရက်တို့ဆလိတ်တို့ဖြတ်နိုင်မယ်ဆိုလို့ရှိရင်เนาะအသည်းစီဖုံးနာကိုကာကွယ်နိုင်မှာဖြစ်ပါတယ်ရှက်အားလုံးပဲနှစ်တည်းမှာစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်